ဲမင်ပေါချင်ဘက်ပါတီတက်တက်ခိုင်နဲ့ဒေါ်စန္နာမင်းတို့ရဲ့နိုင်ငံရေးမှာပါဝင်ပတ်သက်လာတဲ့အခန်းကဏ္ဍတွေနဲ့တိုင်းပြည်ထဲမှာရှိနေတဲ့ပြည်သူလူထုအတွက်အင်မတန်မှလုံခြုံရေးကိုဆူဆူဝါဝါအထင်းချုပ်ခံနေရတဲ့အထင်းချောက်ခံနေရတဲ့အခန်းကဏ္ဍတွေကျွန်တော်တို့ပြည်သူလူထုဘယ်လိုဆက်သွားရမယ်ဆိုတဲ့အခန်းကဏ္ဍတွေပေါ့နော်သုံးမျိုးခွဲပြီးတော့ပြောပြချင်ပါတယ်အခုဒီရက်ထဲမှာအင်တာဗျူးတွေလည်းကြည့်ကြရမှာပါဒေါ်သက်သက်ခိုင်ကမကြခင်တော့ကလည်း အမေတော်အောင်ဆန်းစုတီကိုပုတ်ခတ်စော်ကားခဲ့တဲ့အဲစကားတွေကိုကိုရန်ကိုကြစိတ်ပါလက်ပါပြောခဲ့တယ်။အခုလဲဒါ NLD ကိုထပ်ပြီးတော့သူအကျွေးတင်ရတဲ့အကြောင်းရင်းက NLD ရောက်ပါလို့ထပ်ပြီးပြောပြန်တယ်။နောက်ပြီးဒေါ်ဆန္ဒမင်းတို့တတိယတပုတ်ကလဝင်ပြိုင်မဲ့သူတွေရဲ့အင်တာဗျူးတွေကိုလည်းကြည့်လိုက်ရပါတယ်။ကျမတို့မြင်နေရတလို့တော့စစ်ကောင်စီဟာဒီလူတွေကိုတယောက်မှမလိုအပ်ပါဘူး။ဘာလို့လဲဆိုလို့ရှိရင်ဒီလူတွေမှာအစွဲပွားတွေရှိနေလို့ပါ။ဒေါ်သက်ခိုင်ဒီ NLD ရဲ့လက်ထွက်ဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်စစ်ကောင်စီအနေနဲ့သူ့ဘက်ကအင်အားများကျင်တဲ့အစံနာနဲ့ဒီအမျိုးသမီးတွေဒီပါတီတွေကိုလက်ခံကျင်တယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အနောက်ကအစွဲအပွားတွေတော့ယုံကြည်စိတ်ချမှုမရှိပါဘူး။ကူးတာပြောင်းတာလည်းအင်မတန်မြန်ပြီးတော့မှပေါက်တင်မျိုးလို့အယောင်ပြောင်းနေတဲ့လူတွေဖြစ်ပါတယ်။ဒီလိုလူတွေကအန်တရဲ့အကြီးဆုံးလူတွေပါပဲ။ ဒီလိုလူတွေက NLD လက်ထက်ကြလို့ရှင်လဲ NLD ကိုကပ်ဖားရပါလို့ပြီးအမျိုးမျိုးပြည်သူကိုလှည့်စားပြီးနေရာဝင်လူမှဖြစ်တယ်။အဲ့ဒီလိုပဲ NLD ကြာရှုံးနေတဲ့ကာလ NLD မတရားခံနေရတဲ့ကာလမှာလဲဘဲကောင်ကဘယင်လဲဘဲကောင်ကရှင်သိလဲဆိုပြီးတော့မှအဆွဲရှိတဲ့အမောက်ထောင်နိုင်တဲ့လူတွေဘက်ကိုအချိန်မီရင်းရိုင်ဖားရပြီးတော့တက်မဲ့လူတွေဆိုတာလဲတိတာထင်ရှားပါတယ်။ဒေါ်စနာမင်းဆိုဒီမှာလဲ အဲ့ဒီအတိုင်းပါပဲနော်ပြည်သူတွေဆဲလုံးအားကြီးလို့လေတံလေးနည်းနည်းပြောင်းသွားပြီမဲ့ဒေါ်စနာမင်းဟာအမေရောဆန်းစုတီကိုလည်းစော်ကားသလို NLD ပါတီကိုလည်းပုတ်ခတ်စော်ကားခဲ့တာဖြစ်ပါတယ်။ဒါကတော့ဒေါ်စနာမင်းဒီအမေစုကြောင့်နေရာရလာတဲ့အမတ်ဖြစ်ပါတယ်။နော်အခုအမေစုနဲ့အတူနိုင်ငံခေါင်းဆောင်တွေကိုဖန်စီထိမ့်သိမ်းလိုက်တဲ့ကိစ္စမှာမှားတယ်မှန်တယ်တကွန်းတခွန်းတပါဒါမှမပြောဘဲပြည်သူရဲ့သဘောထားကို မမူတီပဲနဲ့ကိုအာနာရရည်ကိုနေရရည်လွတ်တော်မှလွတ်တော်ထဲမှာထိုင်ခွင့်ရရည်အတွက်ပဲစ조사ပြီးတော့ကိုပါဝင်ခဲ့တဲ့ပါတီကိုပြန်ပြီးတော့ပုတ်ခတ်ရဲတဲ့ပုတ်တင်ညိုလူလူမျိုးဖြစ်ပါတယ်ရှာနှခွနဲ့ငွေဖြစ်ပါတယ်ရုံမှာကောက်ကျစ်တဲ့လူသာဖြစ်ပါတယ်เนาะအဲ့တော့ကျမကဒီသူတွေကိုချစ်ပါတယ်เนาะဒီတိုင်းပြည်ကြီးကိုတိုးတက်စေချင်ပါတယ်ဆိုပြီးတော့မှဘလို့ပဲပြောပြော ူတို့ရဲ့အဆွေအပွားတွေအယောင်ပြောင်းတတ်တဲ့เนาะတာတဲ့ဘက်ကိုကူးတတ်တဲ့စောက်ကျင့်တွေကထင်ထင်ရှားရှားပါပဲအဲ့ဒီအတွက်စစ်ကောင်စီဒီလိုလူမျိုးတွေကိုတော့တတိထားမှာသိကြပါတယ်ဒါကြောင့်မို့လဲအကြောင်းအမျိုးမျိုးပြပြီးတော့ပုတ်ခတ်နေတာပုတ်ထုတ်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒီလူတွေကမရှက်တတ်ကြဘူးဘာနဲ့တူနေလဲဆိုတော့တရောင်းစားနဲ့တူနေရပါဘူးဟုတ်လားရှင်တို့ကြုံဘူးလားမသိဘူးတချို့တရောင်းစားတွေတော်တော်ပေကက်ကက်နိုင်တာ အဆန်မရှိပါဘူးမထဲ့ကျင်ပါဘူးလို့ပြောလေပဲအဲ့နားမှာရောင်းဝဲရောင်းမောလေလေလုတ်ပြီးတော့မှတနာစရာမျက်နှာပေးနဲ့အရှက်မဲ့စွာနော်လိုက်တောင်းစားနေတဲ့သံောင်းစားမျိုးတွေရှိပါတယ်အဲ့ဒီသံောင်းစားတွေ ਨੇ အတူတူပါပဲနော်မလို့ကျင်ပါဘူးစီးဝိုင်းနဲ့မသွင်းပါဘူးလို့ပြောတာကိုမှဒီနေရာရဖို့အတွက်ဘဇက်ကလည်းပြည်သူပြည်သူဆိုတဲ့ စကားကိုတွင်တွင်ကြဲကြဲသုံးပြီးတော့မှပြည်သူလူထုကောင်းစားဖို့ပြည်သူလူထုရဲ့စီးပွားရေးကြောင့်ပြည်သူလူထုရဲ့ဗလာဗလာတွေပြောနေတာဟာတကယ်တမ်းကျတော့ကိုကိုတိုင်ဘာမှမဆိုင်ခဲနဲ့အသီးအပွင့်ကိုကူးစားခြင်းနဲ့ရုပ်မှကောက်ကျစ်တဲ့တကူကောင်းဆန်တဲ့စိတ်ဓာတ်တွေကြောက်တာပါဇက်ကစကလုံးလှလှလေးတွေသုံးနေတယ်ဆိုတာကိုသိတာထင်ရှားပါတယ်အဲ့တော့ဒါကဒေါ်စနာမင်းတို့ရဲ့ရုပ်ပုံလွှာပေါ့ရှင်နော်တရောင်းစားနဲ့ တူနေတဲ့လူများပေါ့ရှင်သက်သက်ခိုင်ရဲ့အခန်းကဏ္ဍကိုလည်းပြန်ကြည့်လိုက်ပါဦးဟာလားပါတီအတွက်မဲဆွယ်ဖို့အတွက်ငွေသုံးလို့ရတယ်သိန်း300လို့သိန်းလို့ရသိန်း400လို့ပေါ့ရှင်နော်ဒါသူတို့ပါဇက်ထဲမှာသူတို့ပြောနေတဲ့ငွေအမောက်ကိုပြောတာပါဒါပေမဲ့ငွေရှိတဲ့လူကဒီရွေးကောက်ပွဲမှာအနိုင်ရမယ်ဆိုတော့သဘောကိုလည်းပြထားတာဖြစ်ပါတယ်တစ်ဖက်မှာလည်းငွေရှိတဲ့လူအဆွဲရှိတဲ့လူ ိုစစ်ကောင်စီကကြောက်လန့်နေကြောင်းသိတာထင်ရှားပါတယ်။အဲ့တော့ဒေါ်သက်ခိုင်ကတော့သိတဲ့အတိုင်းပဲသူ့ရဲ့ရွှေဆိုင်တွေကို promotion လုပ်ဖို့အတွက်အမှုပညာရှင်ဆိုတဲ့ဖက်ကွက်စားအမှုပညာရှင်တွေကိုစင်ပေါ်ခေါ်တင်ပြီးတော့မှဖင်လှုပ်ရင်လှုပ်တယ်ကခိုင်စောက်ပေါ်အကွက်တွေကခိုင်ပြီးတော့ promotion ဆင်းနေတယ်သူကအမြဲတမ်းလဲဒီလိုမျိုးပဲလုပ်နေတာအဲ့တော့ငွေငွေပေးပြီးတော့မှအမှုပညာရှင်တွေကိုဖာခံခိုင်းတာပေါ့ရှင်နော် ဖာဆိုတာကနိုင်ငံထဲမှာတိုင်းပြည်ထဲမှာပြည်သူလူထုမျက်နှာကိုမကြည့်တဲ့သိခါမဲ့တဲ့ဖာတွေပေါ့ဖာကောင်းတွေဖာတယ်မာတွေပေါ့နော်အဲ့ဒါဘယ်နုပညာရှင်ကိုပြောတာလဲဆိုလို့ရှိရင်အဲ့ဒီစင်ပေါ်မှာတက်နေတဲ့ကောင်တွေရောကောင်မတွေရောအကုန်လုံးအဲ့ဒီအစားထဲမှာပါပါတယ်အဲ့တော့အခု तू ကငွေသုံးနိုင်တယ်ဆိုတဲ့အခါကျတော့ဒီနုပညာရှင်တွေကို तू ကစီယုံတိမ်သွင်းတယ်ပတ်စံနဲ့ဝယ်တယ်ပေါ့ရှင်ဟုတ်လားဒီနုပညာရှင်တွေဆိုတာလဲပြည်သူအတွက် ကျိုးတစုံတရာမပြုတ်ခဲ့ဘူးရုပ်ရှင်ရိုက်တာတော့ပဲလုံတက်ခဲ့တဲ့လူတွေကတိုင်းပြည်ရဲ့အခြေအနေတိုင်းပြည်ရဲ့လက်ရှိဒုက္ခခံစားနေရတဲ့ပြည်သူလူထုမျက်နှာကိုတော့မကြည့်ပဲနဲ့သူတို့ဇက်ကားတွေရိုက်ရဖို့စူးစမ်းနေတဲ့လူတွေကအခုချိန်မှာဇက်ကားရိုက်တာတွေကိုရက်ပြီးတော့မှရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါကျတော့ပြည်သူအတွက်ပြည်သူအတွက်ဘလာဘလာတွေလှုပ်လာပါတယ်တော်တော်ရှည်ရတဲ့လူတွေပါဒါပေမဲ့လူငယ်တွေနိုင်ငံရေးကိုစိတ်ဝင်စားလာတာကောင်းပါတယ်ဒီလိုချိန်မှာစိတ်ဝင်စားတာကတော့နိုင်ငံအတွက် တကယ်ကိုကျိုးစွန်ပြီးလှုပ်ချင်တဲ့လူတွေမဟုတ်ပါဘူး။เนาะအဲ့တော့နိုင်ငံအတွက်လှုပ်မယ်ဆိုရင်ကိုကျိုးစွန်မှဖြစ်မှာလားလို့မေးစရာရှိပါတယ်။တကယ်နိုင်ငံအတွက်ဆိုလို့ရှိရင်တော်လန်ရေးအစမှတည်းကပြည်သူမျက်စုစပွင့်မွေးစူးအောင်နေကြမှာမဟုတ်ပါဘူး။ဝိုင်းရင်တို့ပညာရှင်ကြီးနေရှိပါတယ်။နာမည်တော့ထည့်မပြောတော့ပါဘူး။ငြိမ်သက်ပေးနေကြတဲ့တကယ်ဥမာနာမည်ကြီးအစိုးရကြီးတွေနာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေရှိပါတယ်သူတို့တွေဟာပြည်သူရဲ့ခံစားချက်ကို လစ်လူမရှိဘဲနဲ့မျှဝေခံစားပေးနေတာဘယ်လိုနည်းနဲ့မျှဝေခံစားပေးနေတာလဲဆိုရင်တိတ်ဆိတ်ခြင်းနဲ့မျှဝေခံစားပေးနေတာဖြစ်ပါတယ်အဲ့ဒီလိုပေးဆက်နေတဲ့လူတွေသူတို့တတ်နိုင်တဲ့ဘက်ကနေပြီးပြည်သူကို နားလည်ပေးနေတဲ့အမှုပညာရှင်တွေရှိပါတယ်အဲ့တော့မတတ်တာလို့လုပ်ရပါတယ်ဆိုတော့အကြောင်းပြချက်ကမွဲပြပါဆိုရင်ခဏခဏဝိပြနေတာပါပဲเนาะစိတ်ပါလက်ပါကို လုပ်နေကြတာဖြစ်ပါတယ်။တချို့အမှုပညာရှင်တွေဆိုရင်စင်မော်တက်ပြီးတော့ပြည်သူလူထုကိုစော်ကားပြောဆိုတဲ့ဇကလုံးအတုံးအနှုံးနေတော့ပြောနေတာဖြစ်ပါတယ်။ဒါဘာလဲဆိုလို့ရှိရင် ခမားတို့အာမပေးလဲစောက်ကယူမဆိုင်ဘူး။ကျုပ်တို့တိုင်းပြည်မှာခမားတို့ထက်အုံနောက်မဲ့တဲ့ပျော်ဝဲရှင်ပွဲမတ်တဲ့အသက်အန္တရာယ်ကိုချင်းချောက်ခံနေရတာတော့မှ ကျုံဘဝမှာပျော်နေတဲ့လူတွေရှိနေတဲ့ပြီတုတ်တုတ်ကလှုပ်ရှားလို့ရသေးတယ်လို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။ပြီးသူလူတို့အတွက်ထက်အတွက်စဉ်းစားတာမဟုတ်တဲ့အပြင်ပြီးသူလူတို့ကိုခမားတို့အာပေပေမပေပေစောက်ကယူမဆိုင်ဘူးတုတ်တုတ်ကစင်ပေါ်မှာပဲလို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့တော့အခုချိန်မှာပြီးသူဘက်ကိုရက်ပြီးတော့ငြိမ်ပေးနေတဲ့အမှုပညာရှင်တွေရှိတယ်လို့တော်လိုင်းရေးအစတွေကတစက်မှကနာမငြိမ်တဲ့အမှုပညာရှင်တွေ အရင်တော့နေရာမရပဲနဲ့အရန်ချွေရန်နဲ့တရုတ်ဆောင်ခွင့်ရခဲ့တဲ့အမှုပညာရှင်တွေအခုချိန်မှာအမှုပညာရှင်ဆိုတဲ့လူတွေနဲနေတော့နေရာတက်ရလာတဲ့လူတွေရဲ့ငူရင်းသဘောထားကတော့ကိုကောင်းစားရေးပါသူတို့ကတော့ပြည်သူလူထုကိုလုံးဝဂယုမဆိုင်ပါဘူးသူတို့ဂယုဆိုင်တာကစစ်ကောင်စီဘက်ကိုရှက်ရင်သူတို့အနေချောင်မယ်ဆိုတာကိုပဲဂယုဆိုင်တာဖြစ်ပါတယ်တော်လိုင်းအစတွေကမရက်မနာပဲနဲ့ပွဲတွေကိုပုံမှန်လို့ပုံမှန် နေပြနေတဲ့နေရရလာတဲ့လူတွေကိုကျွန်တော်တို့ပြည်သူလူလူတွေဟာဆက်ပြီးအားပေးနေတာကိုလည်းတွေ့ရပါတယ်။ဈာနေဆိုတဲ့လူဒန်းစားတွေကျွန်မသိရတဲ့လောက်ခံမှန်းကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူလူဟာဈာနေပဲဖြစ်ဖြစ်အာနာရှင်ကိုထောက်ခံနေတဲ့လူပဲဖြစ်ဖြစ်လွတ်လပ်မှုကိုတော့လိုအပ်ကြမှာပါ။လိုလားကြမှာပါ။မတရားမှုကိုတော့တိုက်ကြမှာမဟုတ်ပါဘူး။တကယ်၍ငါတို့ရဲ့စီဝါရေးအတွက်ငါတို့ရဲ့ကိုကြိုးတွေအတွက်ဒီမတရားတဲ့ကောင်တွေကို မျက်နှာပြောင်ပြောင်နဲ့အားပေးတယ်ဆိုတဲ့ဘက်ကရက်တီခဲ့မယ်ဆိုရင်တော့သူတို့ထိလာတဲ့အခါသူတို့မတရားခံလာတဲ့အခါကြရင်တော့ဒီမတရားမှုကိုမုံဒီဆက်စုံမှာအသေးချပါပဲအကယ်၍သာအာနာဒိနာရဲ့စစ်အစိုးရကမင်းတို့ရဲ့တကယ်ငူရင်းဆန္ဒတွေကိုထုတ်ပြောပါထုတ်ဖော်ပါမင်းတို့ကိုထောင်လဲမချဘူးဘာချင်းချောင်းမှမလုပ်ပါဘူးဒီမိုကရေစီအပြည့်အဝ ပေးမယ်လို့ဒါမှမဟုတ်မင်းတို့လိုချင်တဲ့အစိုးရကဘယ်သူလဲဘယ်လိုအစိုးရမျိုးလဲမင်းတို့တကယ်လိုအပ်တာဘယ်သူလဲဒါကိုလွတ်လွတ်လပ်လပ်ပြောပိုင်권ရှိတယ်မင်းတို့ကိုမဖမ်းပါဘူးဒုက္ခမပေးပါဘူးဆိုတဲ့ခိုင်မာတဲ့ဂရိကဝတ်တင်နဲ့မင်းလာခဲ့မယ်ဆိုရင်ဒီလူတွေအားလုံးဟာအာနာရှင်စနစ်ကိုလုံးဝလက်မခံပါဘူးလို့ပြောကြမယ်လူတွေ ဘာလို့လဲဆိုတော့ဒီလူတွေကပိုလို့အပ်ပါတယ်ကိုဂျိုးအတွက်သွားနေကြတဲ့လူတွေပိုလို့ဒီလူတွေကပိုတောင်မှပြောပါအောင်နော်ဆက်တဲ့ခါကျတော့ကျွန်တော်တို့အခုဒီဈားထဲမှာအမှုပညာရှင်တွေတော်တော်ရဲရဲတင်းတင်းဖြစ်လာတယ် white coat white လောက်တဲ့အခါမှာအမှုပညာရှင်ဆိုတဲ့လူတွေပြည်သူဘက်မှာရက်နေတဲ့တိတ်ဆိတ်ပေးနေတဲ့အမှုပညာရှင်တွေမပါပါဘူးတော်လန်ရေးအစတွေကရောက်ရက်ခတ်နေတဲ့စင်ပေါ်အလူရက်တက်နေတဲ့တတ်တတ်ခံရဲ့ စီဝါရေးဖြစ်တဲ့ရွှေဆိုင်တွေမှာဖင်လှုပ်ရင်လှုပ်ကပြနေတဲ့စောက်ရက်မဲ့နေတဲ့အမှုပညာရှင်တွေအားလုံးအချင်းချင်းဝန်းရံကြပါတယ်။เนาะအဲ့တော့တော့ပြည်သူလူထုတွေတကယ်ဘာကိုလိုအပ်တာလဲเนาะဘောဒသက်ခံရဲ့ဖန်နေပေါ့ရှင်เนาะတကယ်တော့ဖန်မဟုတ်ပါဘူး။ဒီကောက်ဝဲကာလမှာတသက်ခံဟာပတ်စံတော်တော်သုံးနာပုံရပါတယ်။သူ ਨੇ ပတ်သက်တဲ့အရင်တော့တော့မှရိုးရိုးတာမန်အချိန်မှာတော့မှ တသက်ခိုင်နဲ့ပတ်သက်တဲ့သတင်းတွေသိပြီးတော့မတတ်ကြပါဘူး။သူ့ရဲ့ကောင်းကောင်းတွေရေးထားတာမျိုးမတတ်ကြပါဘူး။အခုရွေးကောက်ပွဲကာလမှာစစ်ကောင်စီကနေပြီးပတ်စံတုံးလို့ရတယ်ဆိုပြီးထုတ်လိုက်တဲ့အပေါ်မှာပေ့တွေအများကြီးထွက်လာပါတယ်။ပေ့ဆိုတာလေတကယ်သတင်းမီဒီယာတွေကဘောမဘက်ကသတင်းမီဒီယာတင်မဟုတ်ဘူး။သတင်းမီဒီယာမဟုတ်ဘူး။ကလင်းဘက်ကသတင်းမီဒီယာမဟုတ်တဲ့ဟိုသူများအတင်းလျှောက်ပြောနေတဲ့ခေါင်းစဉ်ကိုစောက်ကလွဲတွေရေးပြီးသူများတင်းလျှောက်ပြောနေတဲ့လူမသိသူမသိ မီဒီယာတွေပေတွေပေအတုတွေပုံတွေလည်းမတင်ထားတယ်ပေအတုတွေများစွာထွက်လာပါတယ် PPP ပါတီကိုအပေးနေတယ်ဆိုတဲ့အကြောင်းနော်နောက်ပြီးတော့ဒေါ်သက်ခိုင်ဟာပြည်သူလူထုရဲ့စက်တဲနေတဲ့စီဝါရေးတွေကိုဖြည့်ရှင်းမယ်ဆိုတဲ့အကြောင်းကုံစိမ့်နှုံးတက်နေတာတွေကိုကြောက်အောင်စူးစမ်းသွားမယ်ဆိုတဲ့အကြောင်းတွေကိုတည့်ရက်တည်းတပြိုင်တည်းမှာတင်လာတာကိုတွေ့ရပါတယ်အဲ့တော့ဒီအတွက်သူကပတ်စံတုံးပြီးတော့စကလုံးနေတာတုံနှုံခိုင်းထားတာဖြစ်ပါတယ် ပေါ့တင်ညိုလိုအယောင်မျိုးမျိုးပြောင်းလဲတတ်တဲ့တတ်တတ်ခိုင်လိုလူမျိုးကိုရှုံကြည်နေတဲ့လူတွေကတော့ဝေရလို့သာရှုံကြည်နေခြင်းသာဖြစ်ပါတယ်။ဒါပေမဲ့ကျမတို့ပြည်သူလူထုကြားမှာ Trump ဖြစ်သွားလို့ရှိရင် popular ဖြစ်သွားလို့ရှိရင်ရှောင်ပြီးတော့လိုက်တတ်တဲ့လူတွေရှိပါတယ်။တော်လန်ရေးသမားစစ်စစ်တွေကတော့ဘာနဲ့မှကိုဖြိုဖျက်လို့မရတော့အောင်စိတ်တည်းခိုင်မှပြီးတာ။ဟိုလိုလိုဒီလိုလိုလူတွေကတော့ရှောင်တောင်ပေါင်းတောင်နေဖြစ်သွားနိုင်ပါတယ်။နော်ဒါတွေကိုသတိပြုကြဖို့ ပြက်ပြက်သားသားဘိုက်ကောလောက်ကြဖို့ပါပြက်ပြက်သားသားဘိုက်ကောလောက်ကြဖို့ပါဒီချိန်မှာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့နောက်တစ်ခုကခေတ်သစ်မီဒီယာလိုမီဒီယာမျိုးကိုအသေးပေးလို့လိုက်ပေးလို့ကြည်လို့အဖမ်းခံရတဲ့လူတွေလည်းရှိလာပါတယ်အဲ့တော့ဒီမိုကရေစီအတွက်ရွေးကောက်ပွဲလုပ်ရပါတယ်ဆိုတဲ့စကားကတော့ တော်တော်ကိုစောက်တလွဲဖြစ်နေတာပါတော်တော်ကိုမျက်နှာပြောင်တိုက်နေတာပါနော်ပြည်သူလူထုကိုနှလပိန်တုံးလို့ထင်နေပုံရပါတယ်ဒါကြောင့်မို့လဲသူတို့ဟာဒီစကားတွေကိုပေါ်ပေါ်တင်တင်ပြောလာပြီးတော့မှအခုလိုမျိုးလက်ပေးတဲ့လူတွေကိုတော့ဖန်စီအရေးယူတာတွေလုပ်နေတာဖြစ်ပါတယ်နောက်ပြီးတော့ပြည်သူလူထုကြားထဲမှာထရမ့်ဖြစ်သွားတဲ့ဒီနှစ်သမီးလေးကိစ္စတို့ဘာလို့ဒီလိုမျိုးကိစ္စတွေပေါ့ရှင်ပြည်သူကအော်လို့ တခိုးကိစ္စတွေပါတယ်ဖမ်းတဲ့ကိစ္စတွေပေါ့တို့ဖမ်းကျင်လို့ဖမ်းတာမဟုတ်ပါဘူးရေကောက်ွယ်ကာလာမို့လို့ပြည်သူအကြိုက်လိုက်လို့ပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီလူတွေကိုတရားလည်းမဆွဲပါဘူးရေစကန်ရောက်လို့ရှိရင်ပတ်စံယူပြီးပြန်လွတ်လိုက်တာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကငွေများတရားနိုင်တဲ့အာဏာအတွက်လူတက်ဖို့ဝင်မလေးတဲ့ကောင်တွေရဲ့လက်ထင်မှာမောက်ချင်တယ်လို့မောက်လန့်ချင်တယ်လို့လန့်ဖြစ်နေရတဲ့အနေထားပါနောက်ခုက ကျွန်တော်တို့ထွန်လန်ရေးဟာ ဘယ်တော့ပြီးမှလဲဆိုရင်စိတ်ပြက်လာတဲ့လူတွေရှိပါတယ်။တို့တို့မြမာပြည်ရဲ့တော်လန်ကြီးဟာတိုင်းသားတွေနဲ့စစ်တပ်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစပိုင်းမှာတော့ဒါနိုင်ငံအတွင်းထဲမှာဖြစ်နေတဲ့ပရိပခလို့ပဲနိုင်ငံတကာကသတ်မှတ်ပါလိမ့်မယ်။တကယ်၍ကျွန်တော်တို့တော်လန်ကြီးဟာ၅နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့ဒါဟာတိုင်းရင်းသားအခြေချင်းပရိပခဖြစ်နေတာပါလို့သတ်မှတ်လို့မရတော့ပါဘူး။အချိန်ကာလအရန်ကြာသွားလို့ရှိတိုင်းပြည်တပြည်လုံး အာနာရှင်လက်အောက်မှာဖြစ်ကျင်သလိုတွေဖြစ်နေကြပြီဆိုတာကိုနိုင်ငံတကာကလက်မခံခြင်းနဲ့လက်ခံလာရမှာပါနိုင်ငံတကာကစောင့်ကြည့်တာအချိန်နဲ့စောင့်ကြည့်တာဖြစ်ပါတယ်တော်လည်ရေးတစ်ခုတိုင်းပြည်အတွင်းထဲမှာပြည်သူအချင်းချင်းဖြစ်ကြတဲ့အခါမှာတစ်နှစ်နှစ်နှစ်သုံးလေးနှစ်နဲ့ညော့သွားမယ်ညော့ပါသွားမယ်ဆိုလို့ရှိရင်တော့ဒါဟာပြည်တွင်းပြည်ပခါလို့သတ်မှတ်ပါပါအကယ်၍၅နှစ်အထက်ဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါဟာမြန်မာအရေးမဟုတ်တော့ဘင်းနဲ့ ကဘာအရေးလို့စတင်သတ်မှတ်လာပါလိမ့်မယ်။အဲ့ဒီအတွက်တော်လရေးကိုထောက်ကူပေးနေတဲ့ပြည်သူလူထုကအဖက်ဖက်ကနေပြီးတော့စဉ်းစားပြီးတော့မှနိုင်တဲ့ဘက်ကတွန်းလှန်နေဖို့လိုပါတယ်။တော်လရေးဟာတိုက်နေခိုက်နေုံနဲ့ညခုနှစ်ဆယ်လောက်တိဆောက်လာတဲ့နိုင်ငံတော်ရဲ့အတုံးစိတ်ကိုလိုသလိုတုံးလို့ရနေတဲ့လူတွေလက်ထဲကနေနိုင်ငံကိုပြန်လုတဲ့အခါမှာလွယ်လွယ်ကူကူမရပါဘူး။အပြက်လဲတိုက်နိုင်ခြင်းမှတိုက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ကျမတို့ပြည်သူလိုချင်တာကလူတွေပြောင်းတာကိုလိုချင်တာမဟုတ်ဘဲနဲ့မူပြောင်းတာကိုလိုချင်တာဖြစ်တဲ့အတွက်ဒီတော်လန်ရေးအောင်ခြင်းမအောင်ခြင်းဟာကျမတို့ရဲ့အဖြေမဟုတ်ပါဘူး။ကျမတို့ရဲ့အဖြေကဒီကောင်နေဘဲအချိန်မှာလက်လျှော့သွားမလဲဘဲအချိန်ထိသူတို့ဆက်ပြီးတော့ကဘာကိုလိန်နေမလဲဆိုတာကိုပေါ်ထုတ်နိုင်ဖို့ပါပဲ။အပြောင်းလဲတစ်ခုခုမလုံမချင်းကျမတို့ကတော်လန်နေရမှာဖြစ်တယ်။နိုင်နာမနိုင်ကနိုင်နိုင်တာကတော့ပြည်သူလူထုရဲ့သွားနေတဲ့အပေါ်မှာမှုတည်ပါလေ။ ပြည်တွင်းမှာရှိနေတဲ့လူတွေကလည်းမမာတင်းတင်းပြက်ပြက်တာတာတွန်းလှန်ရမှာဖြစ်တယ်။ပြည်ပကလူတွေကတော့ဒီတော်လန်ရေးကိုတော့ရဲဘော်တွေတောက်ခံထားနိုင်အောင်ပဲရှင်းရှင်းဆွဲထားပေးနိုင်မှာဖြစ်တယ်။အဲ့တော့တော်လန်ရေးဘယ်တော့ပြီးမှာလဲဆိုတဲ့အဖြေထက်တကယ်ပြီးရင်လို့ရှိရင်အားလုံးပါဝင်ရမှာဖြစ်တယ်။အခုကျမတို့နိုင်ငံကအားလုံးပါဝင်နေတာမဟုတ်ပါဘူး။လူမြောက်နေပြီးမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့လူတွေကပဲတော်လန်ရေးစစ်အုံစည်းရင်နဲ့စစ်ဘေးရှောင်တွေရဲ့ စာနုတ်နေရအတွက်အသုံးစိတ်တွေအတွက်ရှာဖွေပြီးတော့တောက်ခံပေးထားတာဖြစ်ပါတယ်အခုချိန်မှာတောက်ခံနေရတဲ့အနေအထားဖြစ်ပါတယ်တကယ့်အနေမြေတွေသိမ့်ဖို့တကယ့်ဥမာအရှင်ဆန်ဆန်လှုပ်ချင်နေဆိုလို့ရှင်တော့တိုင်းပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုလိုက်ပါဝင်နေဖို့လိုအပ်ပါတယ်ပြက်ပြက်သားသားပါဝင်ဖို့လိုအပ်ပါတယ်ဝိုက်ကိုကိစ္စလေးတော့မပြက်သားဘူးဆိုလို့ရှင်တော့ပြည်ပမှာရှိနေတဲ့လူတွေကပြည်တွင်းမှာရှိနေတဲ့လူတွေကိုစား နှစ်ဆပိုပင်မှန်းပြီးတော့အချိန်ကလည်းနှစ်ဆကြာ ကြာမြင့်မှာဖြစ်ပါတယ်အဲ့တော့ကြာနေတာကိုအပြစ်ပြောမယ်ဆိုလို့ရှိရင် ကိုယ်ပဲနေရာကအပါဝင်နေလေကိုယ့်ကို မထိခိုက်နိုင်တဲ့ဝိုက်ကော့လေးကိုတော့တည်တည်တတ်တတ်ပြက်ပြက်သားသားမလုံနိုင်ဘူးဆိုလို့ရှိရင်တော့ပါဇက်တာပိတ်နေလိုက်ပါပျော့ပျော့ကြီးစစ်မှုထမ်းပါလို့ပြောခြင်းနေပြည်ရင်းထဲမှာရှိနေတဲ့ပွဲတွေ ဘောမနုပညာရှင်တွေလှုပ်တဲ့ပွဲတွေမှာသွားကြည့်ကြတယ်။အပြန်မှာစစ်မှုထမ်းခေါ်ခံရတယ်။ဟာလားပွဲတစ်ပွဲမှာမပါဝါဘူးဆို10ယောက်15ယောက်လောက်ပြုတ်ပြုတ်သွားတယ်။ပြုတ်သွားတဲ့အကြောင်းအရာတွေကိုလည်းမိသားစုကမတင်ရဲပါဘူး။နော်မိသားစုကလာပြီးဖျောက်ပြင်မှာဆိုလို့အဲ့လိုအနေထားမျိုးဖြစ်ပါတယ်။အဲ့တော့ကျွန်ဘဝမှာပြောနေတယ်ဆိုလို့ရှိရင်တော့ကျွန်ခံရင်းနဲ့ပွဲတွေကြည့်ရင်းနဲ့ပဲပြော့ပြော့ကြီးစစ်တိုက်ပေးကြဖို့ပဲစဉ်းစားထားကြပါလို့ကျွန်မကတော့ပြောချင်ပါ ဒီဘက်မှာရှိနေတဲ့ထောက်ပို့တွေရဲ့အခန်းကဏ္ဍကိုလည်းကျွန်မပြောချင်ပါတယ်။အရင်တော့ကကျွန်တော်တို့ဘူဂျုံအောင်ဆန်းမပြောခဲ့လဲဆိုလို့ရှင်ဘူဂျုံအောင်ဆန်းဟာတော်လန်ရေးဖခင်ကြီးပါနော်ဒီတော်လန်ရေးမှာဦးစီးဦးဆောင်လုပ်ပြီးတော့မှမြန်မာနိုင်ငံလွတ်မြောက်ရေးရဖို့အတွက်ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်ကြီးကိုယ်တိုင်မမထန်ထန်ပဲပြက်ပြက်သားသားပဲတော်လန်ခဲ့တာဖြစ်ပါတယ် တော်လရင်နဲ့ပတ်သက်ပြီးဘယ်တော့မှစကားကိုနုညံ့ချိုတာစွာမပြောခဲ့ပါကျမတို့ကတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက်လုပ်နေရတဲ့အချိန်မှာပြည်သူတွေက volunteer တွေပဲဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကပြည်သူတွေရှိရအလူခံတဲ့အခါမှာစကားကိုအင်မတန်ချိုတာပြီးတော့မှပြောရတာဖြစ်ပါတယ်အဲ့တော့ပါဝင်နေတဲ့ပြည်သူတွေစိတ်ကိုမာစေချင်ပါတယ်ဒီထက်ပိုပြီးတော့ရဲစွမ်းတတိရှိစေချင်ပါတယ်ဒီထက်ပိုပြီးတော့ခိုင်မာစေချင်ပါတယ် ဒီလိုမျိုးသွားနိုင်မှကျွန်တော်ရဲ့တော်လန်ရင်ဘယ်လိုရွေ့သွားမလဲဘယ်အချိန်မှာပြောင်းလဲသွားမယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်အခုကျွန်တော်တို့သွားနေတဲ့တော်လန်ရေးပုံစံကစစ်ကောင်စီပြုတ်သွားတာထက်စစ်ကောင်စီကိုအပြုတ်တိုက်လိုက်တိုက်လိုက်နိုင်တယ်ဆိုတာထက်ကျွန်တော်တို့ကဘယ်လောက်အထိသူတို့ကိုဖိအားပေးနိုင်ပြီးတော့စစ်တမ်းရာကို ပြန်ဖို့အရွေးတစ်ခုကိုလှုပ်ဖို့ဒီမူတစ်ခုလုံးကိုပြောင်းဖို့တော်တော့ဘယ်လောက်ထိလုံနိုင်မလဲဆိုတဲ့ပုံမှာပဲသွားနေရတာဖြစ်ပါတယ်အဲ့တော့လူတွေပြောင်းပြီးတော့ရေကောက်ကွယ်လှုပ်ပြလိုက်ပြီမြင်တကယ်တမ်းကျတော့သူတို့ရဲ့မူကပြောင်းမှာမဟုတ်ပါဒါကိုလေကျွန်တော်တို့သိနေမြင်နေရပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေတော်လှန်ရေးမှာဘယ်လိုပါဝင်သင့်နေဆိုတာကိုကျွန်မအနေနဲ့မမထန်ထန်လေးပြောချင်ပါတယ်ကျုံမခံခြင်းရင် 种子萌没萌？